မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ထမိန်ကွင်းလုံးကျွတ်ချွတ်ချတဲ့အကနဲ့ထင်ရှားခဲ့တဲ့မင်းသမီးမထွေလေးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူဒ္ဓဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် မထွေးလေးကိုဘိုးတော်ဖျားရဲ့မြေကတဲ့မင်းသားကြီးမင်းတီဟာနဲ့ရင်းရင်နှမတော်ဆက်သည့်ကျေရတော်မမကြီးတို့မှ1229ခုနှစ်ပြာသူလဆန်း9ရက်အင်္ဂါနေ့တွင်ကြောက်စဲခရိုင်ဥတုကုန်းရွာ၌မွေးဖွားခဲ့ပါသည်။ငယ်နမဲမှာခင်ထွေးဖြစ်ပြီးအသားညိုညိုအရက်ပြက်ပြက် ကလစင်ရှိသောခင်ထွေးငယ်စဉ်၁၇နှစ်ကျော်အရွယ်ကပဲဖခင်ကမိမိဤသမီးအစိုးအကဝါသနာပါတီကိုသိရှိသည်ဖြင့်အစိုးအကပညာကိုလေ့လာစေခဲ့ရာကျွန်တော်မင်းသားကြားသိတော်မူ၍အသက်၁၂နှစ်အရွယ်၌ဆယ်အိမ်တော်သို့ခေါ်ဆောင်သွားကများမကြာမီထိုမင်းသားကြီးကောက်ယူတော်မူခြင်းကိုခံခဲ့ရပါသည်ငယ်စဉ်ကပဲကျွန်တော်မင်းသား၏လက်ထဲသို့ရောက်ရှိခဲ့သည်ဖြင့်မိမိခင်မုန်းနေတကွာအသက်အရွယ်ကြည့်ရင်သူများကခင်ထွေးအားမဲကလေးဟုခေါ်လေးရှိခဲ့ကြ ပါတယ်။ရှင်အောင်မင်းသားသည်ပြုမှုမကင်၍ကြေးတိုက်တွင်ဖမ်းဆီးချုပ်နှောင်ထားခြင်းကိုခံရသည်တွင်မိမိကိုယ်ကိုကတ်ကြီးဖြင့်ထိုး၍အဆုံးစီရင်ပြီးသည့်နောက်ခေထွေးသည်ဇမင်းသားဥဖိုးကိုနှင့်တွဲဖက်ကပြနေစဉ်1248ခုနှစ်လောက်တွင်ဥဖိုးကိုနှင့်လက်ဆက်ထိမ်းမြခဲ့ပါသည်။ င်မုံကိုဖိုးကွန်းဟာစမေသားကြီးဥဖိုးစိန်ရဲ့ဆရာရင်းဖြစ်ပါတယ်။နှစ်အနည်းငယ်အတွင်းမှာပင်ဥဖိုးကွန်းကွယ်လွန်သွားပြန်သဖြင့်စမေသားဤကဥမောင်ကြီးနဲ့လက်ဆက်ပြန်ပြီးလျင်ရင်းနေပင် တွဲ၍ကပြကညမာပြီတဝုံးလုံး၌ကြော်ကြားခဲ့ပါတယ်။ ထိုစဉ်ကစုဖျားလက်ထမားမှာအပြိုတော်ဖြစ်ခစားတော့သူ့ခေါင်းကိုလက်ကောက်တွေနဲ့ခောက်လို့တေယာပါအမာရွတ်တွေရခဲ့တယ်လို့သူ့တပည့်တွေကိုမထွေးလေးကပြောပြတတ်ပါတယ်မထွေးလေးဘဝမှာအိမ်အောင်40ကျခဲ့ပြီးနမကြီးမင်းသားတွေနဲ့လည်းတွဲကားခဲ့ဘူးပါတယ်ခင်မုန်းတဲ့ဤကဲဥမောင်ကြီးသည်ဒေါ်ထွေးလေးနဲ့15နှစ်မြောက်ပေါင်းသိရပြီးနောက်ကွယ်လွန်အနှိမ့်စာရောက်သွားပြန်သဖြင့်လင်းတဲ့ဤကဲဥမောင်ကြီးအားရည်စူး၍မန္တလေးတောင်ကြီးရှိ မဟာခေမိကာယာမသစ္စိတ္တအတွင်း၌သရင်သုံးတော်မူသောအကမဟာပဏိတဘုဒ္ဓစိတ်တော်ရဆရာတော်ဘုရားအားခုနှစ်ဆောင်ရှိအကြောင်းကိုဆောက်လုပ်လူတန်း၍ညံတော်38တောင်ရှိသော လောကတဆောင်စီဒီကိုတည်ထားပူဇော်ခဲ့ပါသည်။တဲနေပစံပြတ်သွားလို့ယုံသွင်းကပြီးအကူရှာရပါသည်။သူ့အလူအတွက်မန္တလေးတပင်တယ်တွေရောပရိသတ်တွေကပါဝိုင်းအားပေးကြတယ်လို့သိရှိခဲ့ရပါသည်။ဤကဥမောင်ကြီးရှိစဉ်ကမလို့မဲအမိရှိမိမငယ်တို့ကိုမွေးစားခဲ့ရာငယ်ရွယ် ွယ်စဉ်ကပဲအနေဆာရောက်ခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ဤကင်းဥမောင်ကြီးကွယ်လွန်အနေဆာရောက်သွားသည့်နောက်ဒေါ်ထွေးလေးသည်အင်းဝဇီကန်တောင်ပြုံးတကြီးဥကြညိုနှင့်လက်ဆက်ပေါင်းသင်းမြန်ရာအသက်62နှစ်အရွယ်နောက်ဆုံးအိမ်လုံးရွာတကြီးလက်မှာ1928ခုနှစ်ကအနေဆာရောက်လို့တရဦးနားမှာ တကြွခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ တော်ထွေးလေးသည်ရင်းနှင့်မရှိမနှောင်းနာမည်ထင်ရှားခဲ့သောသမင်းသမီးများဖြစ်ကြသည့်ဒေါကွန်ငုံရင်းတော်မလေးစင်ကိုမလေးနှင့်ကိတ်ရံပြန်တို့ကိုကောင်းစွာမှီလိုက်သူဖြစ်တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်တော်ထွေးလေးဟာစာရေးဖတ်ခြင်းလုံးဝမတတ်သဖြင့်မြေဝမ်းခစ်တွင်တခြင်းများကိုအခြားသူက အလွတ်ရအောင်နှုတ်ဖြင့်ပို့ချပေးခဲ့ရလျာညံအလွန်ထက်မြက်လာသူ ဖြစ်တယ်လို့သိရှိခဲ့ရပါတယ်ဇက်ခုံပေါ်တွင် ကားလေးဖြင့်ကပြသောခစ်သို့ရောက်သောအခါ၌ကားလေးကြားမှစာဖို့ကတခြင်းစာ များကိုထောက်ရပေးရသည်ဟုမှတ်သားခဲ့ရပါတယ်။အဆိုကကိုမူကကြွကျင်လှသဖြင့်နာမည်အလွန်ကြော်ကြားခဲ့သူဖြစ်ပါတယ်။ဒေါ်ထွေးလေးဟာလက်ညှိုးကလေးကိုကပ်၍မူကကတဲ့သူဖြစ်ပြီး ဒေါ်ထွေးလေးငယ်စဉ်ကထူးချွန်ခဲ့သောကကြိုးမှာကိညာအကနဲ့ရုပ်ကြိုးကများဖြစ်ကြပါဗျ။တချင်းဆိုရ၌မေးဝဲမေးရိုက်တို့တွင်ဒေါ်ထွေးလေးကိုမိအောင်လိုက်နိုင်သူ မရှိသလောက်ပင်ဖြစ်ပြီးအတန်နဲ့အတန်တားပြောပုံဆိုပုံလေးယူလေသိမ်းမှာမဒီကိုင်းဆရာမှုနဲ့ခွဲမြလောက်အောင်ပင် တူလာတယ်လို့မှတ်သားခဲ့ရပါဗျ။ နောက်ပေါက်ဇမင်းသမီးများတဲ့တွင်ဒေါထွေးလေးထံမှပညာစည်းဘူးတပည့်ခံသူများ၍နိုင်ငံကျော်ဇမင်းသမီးများဖြစ်လာကြသူများပြီးထိုစဉ်ကအမေထွေးတပည့်မဟုတ်လျင်မင်းသမီးယာမဝင်သလောက်အထင်သေးကြတယ်လို့သိရှိခဲ့ရပါတယ်ဒေါထွေးလေးကပြသောပြဇာတ်များနဲ့လူကြိုက်အများဆုံးမှာ မေမရာမောင်ဒါသဆက်ဖြစ်ပြီးသားသေးလင်းဆုံးလူလုံးဝလာအပူလုံးကြွ၍အယူမှဖြစ်သွားသောအခါမှာသူမတူအောင်တေးဟုတ်ပါလာပါတယ်။ဗရာဇာကြီးအကမှာတော့ခင့်နဲ့မီအောင်ဗရာဇာကြီးယူပြီးရှောက်ပြေးတဲ့အခါမှာထမင်းခွေးလုံးကျွချွတ်ကြပြီးအသက်ကပေါင်းမီနဲ့ဝင်ပြေးတာမျိုးတွေလုပ်ခဲ့တယ်လို့ထင်ရှားခဲ့ပါတယ်။ဒေါ်ထွေးလေးကြီးလူကြိုက်များသောအခြားသတ္ထုတို့ကမှ ုတ္တနုတွင်းမယ်တော့သို့မဟုတ်မယထငွေတောင်ပြီးပြန်ကန်းဖြစ်ရာ ကိန်းနရာအကကောင်းလာသောဒေါ်ထွေးလေးနှင့်မယထငွေတောင်ပြီးပြန်ကန်းမှာအလွန်ထင်ရှားခဲ့ပါတယ်ဒေါ်ထွေးလေးဟာအစိုးအကတွင်သာအထူးကြွမ်းကျင်သည်မဟုတ်တူရိယာတီးမုံ၌လည်းပတ္တလာဆောင်းမိချောင်းတို့ကိုအနှဲငယ်စီတီးနိုင်သည်ဟုဆိုခဲ့ပါတယ်သူနှင့်တွဲခဲ့သောစိုင်းအဖွဲ့များမှာဆရာညိုနှင့်ဆရာစိတ်တို့ဖြစ်ပြီးလျှင် လူရှင်တော်များမှာဥဇကဝါဥပိန်ညောင်နှင့် ကြာဥပတုတ်တို့ဖြစ်ကြပါတယ်ဒေါ်ထွေးလေးနဲ့တခိတဲ့ပေါ်ထွက်ခဲ့သောဇမင်းသမီးများမှာမဆိန်ဝေမဆန်ရှာမဘူးယူနဲ့မဇော်ရိုက်တို့ဖြစ်ကြပါတယ်မြေဝိုင်းခေတ်မှာကုပြောင်း၍ဇက်ခုံနဲ့ကပြခြင်းကိုဥဖို့ကိုနဲ့ဒေါ်ထွေးလေးတို့ပဲရှေးဥပထမဇက်ပွဲကိုယုံတင်သွင်းကပြခဲ့ကြတာဖြစ်ပါတယ်ပြီးတော့မထွေးလေးဟာစနစ်နှစ်သမီးကနေအသက်60အထိကသွားတဲ့တက်တန်းရှည်မင်းသမီးဖြစ်ပြီးအသက်60နားထိတူကတဲ့အချိန်တွေမှာ ပရိသတ်က16နှစ်နဲ့မလဲနိုင်ဘူးလို့တွေးကြောခဲ့ကြပါဗျ။မထွေးလေးဟာရုပ်ရည်အစင်းအရာလဲအလွန်လှပအချိုးကျပြီးမျက်လုံးအင်မတန်လှတယ်လို့စိုက်စရာရွာသားကြီးစိန်ပေသားရဲ့ဇနီးဒေါ်စိန်မေကလူရုဒေါ်မာကိုပြောပြခဲ့ပါဗျ။မထွေးလေးစိုက်ကြည့်တာခံရတဲ့သူဟာသူ့မျက်လုံးရဲ့ညှို့ချက်ကိုဘလို့မှကြံ့ကြံ့ခံမငင်းဆန်နိုင်ပဲကောက်ကောက်ပါလာတတ်တယ်လို့လဲဆိုပါဗျ။ တချင်းကြီးတချင်းကံတွေကိုလည်းပိုင်နိုင်ကျွမ်းကျင်ပြီးစက်ခဲရင်သေုပ်ဆောင်ကောင်းတယ်လို့သိရှိမှတ်သားကြရပါတယ်။သူထမိန်အနာခတ်ပုံ သူကိန်းနီယာအကကပုံတွေကိုဘယ်မင်းသမီးမှလိုက်မမီနိုင်ဘူးလို့သူခစ်ကိုမိသူတွေကပြောစမှတ်ပြကြပါတယ်။ဇက်စင်ဘောမတ်တက်ရရင်တော့မူတို့မတ်တက်မနေပဲဒူးညွတ်ရင်ချီပြီးမခုတ်တီကိုနေတတ်လို့မထွေးလေးဟာရုပ်သေးလေးနဲ့တူတယ်လို့ပြိတ္တတွေကမှတ်မိနေကြပါတယ်။ မထွေးလေးကစဉ်သက်တဲ့တပည့်မင်းသမီးတွေထဲမှာတော့ဩဘာတောက်ဟာအထူးထင်ရှားခဲ့သူတူဖြစ်ပါတော့တယ်။ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပြီးကြွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။